Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော် MongoDB သင်ခင်းဆိုတဲ့အကြောင်းကိုကျွန်တော်ဆွေးနွေးပေးမယ်နောက်တစ်ခုက SQL Developer တွေအနေနဲ့ဒီ MongoDB database ကိုအာဘယ်လို structure ချမလဲဆိုတာပေါ့နော်အဲ့ဒီဟာလေးပဲကျွန်တော်ထပ်ပြီးတော့အာဒီဗီဒီယိုမှာဆွေးနွေးပေးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က SQL database ကမြင်လာလား MongoDB database ကမြင်လာလားဒီဟာတွေတော့ကျွန်တော်ဒီမှာပြောမှာမဟုတ်ဘူးပေါ့နော်ဒါတော့အာကိုယ့်ဟာကိုစိတ်ကြိုက် စမ်းကြည့်ရေးကြည့် data data တွေအများကြီး store လုပ်ကြည့် rewrite ဟလာ update delete ဒီဟာတွေလုပ်ကြည့်ပေါ့နော်ကိုယ့်အကူဆုံးဖြတ်ပေါ့နော်ဒီဟာဒီအတွက်တော့ပေါ့အခုဒီပုံမှာမြင်နေရတဲ့ပုံကဒါအာ no sql database နဲ့ sql database ရဲ့ structure တွေပေါ့နော်အဲ့တော့ဒီ no sql database ဘက်ကိုလာပြီးကြည့်မယ်ဆိုရင်ပေါ့နော် no sql database ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ schema ပုံစံပေါ့နော်အာ json structure နဲ့အနည်းအနည်းဆုံးတူတယ်ပေါ့နော်သူရဲ့အခေါ်ရတော့ binary json ပေါ့နော် bsam လို့လည်းခေါ်တယ်ပေါ့နော်ဒီ data type เนี่ยအာကျွန်တော်မြင်ရလိုက်မယ်အဲ့ဒီ no sql ပဲအချက်မှာပေါ့နော်အဲ့တော့ sql ဘက်မှာလာလာပြီးကြည့်မယ်ဆိုရင်ဒါ table structure နဲ့ပေါ့နော်ဒီမှာဆိုရင်ထိပ်မှာမြင်နေရလိုက်မယ် id လို့ user id လို့ category id လို့ဒါပါလဲဆိုတော့အာ blog blog application တခုရဲ့အာ data structure တခုပေါ့နော်တခုကျွန်တော်မြင်နေရတဲ့ဟာဒီ payback ကဒီ no sql မှာကြာတော့ဒါကျွန်တော်မြင်နေရတဲ့ဟာအာ ဒါလည်း deploy application ဟာပဲပေါ့နော်ဟိုကျွန်တော် mm gora website မှာဒီ man man blocking ဆိုတဲ့ဒီ man stack နဲ့ရေးထားတဲ့ application တွေဟာ data structure ပေါ့နော်ဒီကောင်ကအခုဒီမှာကျွန်တော်မြင်နေရတဲ့ဟာဒါ um ကျွန်တော် block application လေးတစ်ခုအတွက် table တွေပေါ့နော် sql database တွေပေါ့နော် sql database တွေ table structure တွေအဲ့ဒီမှာဆို user table ရှိတယ် article table ရှိတယ် text ဆိုတဲ့ table ရှိတယ်ကုန်မှုရှိတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ဒီကျွန်တော်ရဲ့ဒီ application မှာပေါ့နော် article တွေပြချင်တာဗျာနော်အဲ့မှာ article တွေမှာ order alive ပေါ့နော် order ဆိုဒီမှာ user user alive ပေါ့နော်ကျွန်တော်ပြန်ပြီးပြချင်တာဟိုကျတော့ဒီမှာလာပြီးကြည့်လို့ရှိရင် user underscore id ဆိုပြီးတော့ကျွန်တော်မြင်ရလိမ့်မယ် article တွေပဲမှာပေါ့နော် where is sql database ဆိုပြီးတော့ title နဲ့ဟာလာဒီလို article တစ်ပုဒ်ရှိတယ်ဒီ article ကိုရေးတဲ့သူက user id 1ဆိုတော့ဒါမျိုးတန်ကြိုးရေးထားဆိုပြီးတော့ဒါတန်းပြီးတော့အာတည်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအဓိကပြောပြချင်တာကတော့ SQL database မှာဆိုရင်အာ table တွေကိုကျွန်တော်တို့ဒီလိုအခုလိုမြင်နေရတဲ့အတိုင်းကျွန်တော်ခွဲထုတ်ရမယ်ပေါ့နော်ပြီးအောက်မှာ text ဆိုတဲ့ table တစ်ခုထပ်ပြီးတော့အာရှိသေးတယ်အဲ့တော့ article တစ်ပုဒ်မှာဆိုရင်ဒီ text တွေအများကြီးဖြစ်နိုင်တယ်ဗျာဟလားဟို web SQL database design for bar application ဆိုရင်အဲ web development အတွက်လည်းပိုင်းပါလိမ့်မယ် database အတွက်လည်းပိုင်းပါလိမ့်မယ် tag ထဲရပါတော့အဲ့တော့အဲ့အတွက်ဆိုရင်ကျွန်တော်ကဘာလို့သွားမလဲဆိုတော့ pivot table လေးတစ်ခုကျွန်တော်လိုသွားလိမ့်မယ်အဲ့တော့ ဟို article id ဒီ pivot table လေးမှာတစ်ချက်ကြီးကြီး article text ဆိုတဲ့ table လေးမှာအဲ့မှာဆိုရင် article id ရှိတယ်အာ tag id ဆိုတဲ့ column ရှိတယ်ပေါ့နော်အဲ့မှာအာ article id where ဆိုတာကျွန်တော်ဒီ what is sql database ဆိုတဲ့ဒီ article လေးတစ်ပုဒ်အတွက် tag id ကဝင်လဲပါတယ်အာ do လဲပါတယ်ဆိုတဲ့အနေနဲ့အထားပေါ့နော်အာဒါ sql database ရဲ့အာ structure data အချင်းအချင်းချုပ်လေးကျွန်တော်နည်းနည်း အာမြင်ကြည့်တာပေါ့နော်အဲ့တော့ကျွန်တော် Mongo TV မှာဘယ်လိုချလို့ရမလဲဆိုတဲ့ဟာကိုတစ်ချက်အာကြည့်အောင်ပေါ့နော်အခုဒါကျွန်တော်မြင်နေရတဲ့ဟာအာ article schema ပေါ့နော် Mongo TV database မှာအာတည်ရမယ် structure ပေါ့နော်ဒီမှာဆိုတာခုနကလည်းဘာမှမဆိုင်တော့ဘူးဗျာနော် SQL database နဲ့တော်တော်လေးအာကွာသွားပြီပေါ့နော်ဒီ document ကို embedded document လို့ခေါ်တယ် embedded document ဆိုတာကျွန်တော် tag ကိစ္စကိုတစ်ချက်ကြည့်ကြည့်ပေါ့နော်ဒီ tag ကိစ္စလေးကိုတစ်ချက်ကြည့်ကြည့်ဒီမှာဆိုရင် database ဒီ what is mongodb ဆိုတဲ့ article တစ်ပုဒ်ရဲ့ tag တွေ database ကိုဖြစ်တယ်အာ web development ကိုဖြစ်တယ်ဆိုပြီးတော့ဒါအာပြောထားတာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီ application ဖန်တီးတဲ့အခါမှာလဲအာတအားလွယ်သွားတယ်ပေါ့နော် single query နဲ့ဒါ article ရဲ့ detail ကိုကျွန်တော်ဆွဲထုတ်လို့ရတယ်ပေါ့နော် no s sorry ဒီ sql database မှာကြတော့မဟုတ်တော့ဘူးဒီ tag ကိစ္စရော user ကိစ္စရောအကုန်လုံးကိုကျွန်တော်တို့ကအာ join ပြီးတော့ကျွန်တော်ဆွဲထုတ်ရမှာပေါ့နော် sql query တွေအဲ့ချိန်မှာအာ complex ဖြစ်တဲ့ sql query တွေကျွန်တော်ရေးရမှာပေါ့နော် tag ကိစ္စဆိုရင်နည်းနည်းရှုပ်သွားပြီး pivot တွေပဲနေဟလားအာ many to many relationships ဆိုတော့လေနော်အဲ့အဲ့လိုဖြစ်သွားပြီပေါ့နော်အဲဒီခုကျွန်တော်ဒီ MongoDB database ကတော့အများကြီးပို့ပြီးတော့လွှဲသွားတာပေါ့နော်သူရဲ့ဒီ embedded schema ရဲ့အကူအညီနဲ့ပေါ့နော်ဒါဆိုရင်ဒီ SQL နဲ့ node ဒီ node SQL ရဲ့ဒီနည်းနည်း complex ဖြစ်တဲ့ကိစ္စတချို့နည်းနည်းအာနားလည်တော့ပြီးလို့တော့ဟာကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့အာ MongoDB database မှာ join ဆရာမလိုတော့ဘူးလားပေါ့နော် join ဆရာမလိုတော့ဘူးလားဆိုတော့ join ဆရာလိုတယ် join မလို့တယ်ဗောနော်ဒါပေမဲ့ဒီမှာတော့ join နဲ့လို့တော့မသုံးတော့ဘူးဗောနော် reference လုပ်တယ်ဗောနော်ပြင်ကျွန်တော် public နဲ့ကျွန်တော်ပြန်ပြီးတော့အာထုတ်လို့ရတယ်ဗောနော်ဒီအတွက်ကျွန်တော်နောက်အာနောက်ထပ် video တစ်သက်တစ်ခုကျွန်တော်ဖန်တီးပေးမယ်ဗောနော်ဖန်တီးပေးမယ်ဗောနော် မဟုတ်ဒါကြပါလိမ့်မယ် okay ဒီမှာတစ်ချက်လာပြီးကြည့်လို့ရှင် RDK schema နဲ့ user schema ရှိတယ်ကျွန်တော် user user ရဲ့အချက်လက်ကိုဒီမှာ reference လမ်းပြီးတော့လုပ်ထားတယ်ပေါ့နော် RDK schema ထဲမှာ reference လမ်းပြီးလုပ်ထားတယ်အဲ့တော့ဟို so data ဒီ what is MongoDB ဆိုတဲ့ data ကို RDK ကိုပေါ့နော်ဒီ user မြူတန်ကျော်ကဖန်တီးထားတယ်ဆိုပြီးတော့ဒါယူဆလို့ရတာပေါ့เนาะကျွန်တော်တကယ် application ရေးတော့မယ်ဆိုလို့ရှိရင်ဒါအာဒီကေ alike အာတီကယ်ဒီတိကြီးရတာပဲထားပါတော့ဒါဆိုအော်တာလိုပြီးလဲလားအဲ့မှာအာမြူတန်ကျော်ဆိုတဲ့အာ user ရဲ့ data ကိုလိုချင်နေဆိုရင် populate လုပ်ပြီးတော့အာ set ထုတ်လို့ရတာပေါ့နော်နောက်ထပ်ကျွန်တော်ဆွေးနွေးပေးချင်တာဒီ NoSQL database ရှင်မှာ embedded document ရဲ့အကူအညီနဲ့လွှဲတာတော့ဒါတအားတော့မိုက်တယ်ပေါ့နော်ဒါပေမဲ့လွှဲရရင်လည်းကျွန်တော်မကောင်းတဲ့ဟာရှိတယ်ဘာလို့ဆိုတော့ ်ဟို embedded document ကိုဘယ်လိုအနေထားမှာသုံးတင်လဲဆိုတဲ့ဟာပေါ့နော် okay ကောင်းစင်တဲရအောင်နော်ဒီလိုတဲရမှာပေါ့နော် embedded document ကိုဘယ်လိုအနေထားမှာသုံးတင်ပြီးဘယ်လိုဘယ်လို structure မျိုးမှာမသုံးတင်ဘူးလဲပေါ့နော်ဒီဟာကိုကျွန်တော်တစ်ချက်ပြောပြမယ်နောက်တစ်ခုကဒီဟာတွေနားလဲဘူးကအာတကယ် application တစ်ခုဟိုအလုပ်လုပ်အလုပ်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 ရင်းတယ်လို့ real world project ကြီးရရမလို့ဆိုလိုတာမဟုတ်ဘူးနော်တကယ်တော့ real world project ဆိုတာကိုကျွန်တော်ကလို့လက်လက်မခံဘူးပေါ့နော်ကိုယ့်ဟာကိုလှုပ်လို့ရတယ်ကိုကိုရေးနေတဲ့ application ကတကယ် အာ user တွေကလက်ထဲကိုတကယ်ထည့်နိုင်ပြီလားဒါ real world application ပဲဗျာဟာလာသူတကယ်သုံးနေရဆိုတာ real world application ပဲဟို company မှာသွားပြီးအလုပ်လုပ်မှာဟိုလူစီမှာလုပ်လို့မှာဒီလူစီမှာလုပ်လို့မှာလို့မဟုတ်ဗျာနော် okay โอเคအဲ့တော့ခုနကိစ္စလေးကိုကျွန်တော်တစ်ချက်ပြန်သွားရအောင်မနော်အဲ့တော့အဲ့ဒီအခုအနေထားမှာကျွန်တော် tag နေ tag ကနေပြီးတော့ကျွန်တော်ဖြောင်းပြန်တစ်ချက်ပြန်ကြည့်ကြည့်အောင်ကျွန်တော် application မှာဒီ database နဲ့ဆိုင်တဲ့ article တွေကိုကျွန်တော်လိုချင်တာဗျအဲ့တော့ကျွန်တော်တို့ကစဉ်းစားစရာတခုရှိတာဟိုခဏလေးတော့ okay ကျွန်တော်လှောက်အောင်တအားကြီးမလုပ်တော့ဘူးဗျအဲ့တော့ဒီမှာ article တွေလာပြီးတော့ထားမှာလား article array တွေမှာ article object တွေ article တွေအများကြီးရှိတယ်ဗျလား database နဲ့ပတ်သက်တဲ့ဟာတွေဒါ embedded document ပေါ့နော်အဲ့တော့နောက်တစ်ခုထပ်စဉ်းစားမှာပါတော့ဆိုတော့ဒီကျွန်တော် application မှာ article ဆိုတော့အများကြီးပဲဖြစ်နိုင်တယ်ဗျလားထားပါတော့ user အယောက်1000ကျွန်တော် application လာတုံးနေတယ်လာတုံးနေတယ်တယောက်က အာနှစ်ရက်လောက်မှာကဲ article တစ်ပုဒ်ယူဝင်ဝင်ရေးနေရဆိုလို့ရှင်တောင်းဆိုတော့2000ဖြစ်သွားပြီပေါ့ဗျာလာအဲ့တော့ database နဲ့ sign နဲ့ article ဒီမှာ2000ယူဒီမှာကျွန်တော်လာထားမှာလာအဲ့လိုတော့ထားလို့မရဘူးပေါ့နော်ဒါကတော့အဆင်မပြေဘူးအဲ့တော့အဲ့လိုအနေထားမျိုးမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့ embedded document လုံးဝမလုပ်သင့်ဘူးပေါ့နော် embedded document မလုပ်သင့်ဘူးဘာဘာလုပ်ပေးရမလဲဆိုတော့ကျွန်တော် reference လုပ်ပေးရမယ်အဲ့တော့ဒီမှာလာပြီးကြည့်လို့ရှင်ကျွန်တော် id လေးလာပြီးထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ ခုနကျွန်တော်ပြောတဲ့အတိုင်းဟို tag လိုက် article တွေပြန်ကြည့်ကြတယ်ဆိုတော့ id ID 1နဲ့တူတဲ့ကောင်ကျွန်တော်ပြန်ပြီးတော့ query ပြန်လုပ်ပေါ့နော် query လုပ်ပြီးတော့ပြန်ဆွဲထုတ်ပေါ့နော်မဟုတ်ပဲねခုနလိုမျိုး article တစ်ပုဒ်မှာဆိုဒီမှာ user order တစ်ယောက်ပဲရှိတာဗျာလားတစ်ယောက်တစ်ယောက်ကပဲရှိမှာအဲ့လိုမျိုး data နည်းနည်းနည်းနေတဲ့ဟာမျိုးလေးဆိုရင်တော့ကျွန်တော် embedded document ထားလို့ရတယ်အဲ့လိုပဲ tag တွေကလည်း article တစ်ခုမှာ tag တွေဟိုရှားနေချီပြီးမရှိနိုင်ဘူးဗျာလားမဖြစ်နိုင်ဘူးဒီဟာ အဲ့တော့အဲ့လိုမျိုးအာ10ခန်းလောက်ပဲရှိတဲ့ဟာမျိုးလေးဆိုလို့ရှိရင်အာ embedded document အနေနဲ့အခုကျွန်တော်ဒီ structure တို့ဒါမှန်နေပါတော့ embedded document အနေနဲ့ထားလို့ရဒီကောင်လည်း embedded document အာဖြစ်မှာပေါ့နော်ဒီလိုပုံစံမျိုးထားလို့ရတယ်မဟုတ်ပဲねဒီထဲမှာဒီ embedded document မှာ data တွေထောင်နဲ့တောင်းတောင်းနဲ့ချီပြီးတော့အာရှိလာနိုင်မယ်ဆိုရင်တော့အာဒါတော့မထားသေးဘူးပေါ့နော်ကျွန်တော် reference ပြန်ပြီးတော့လုပ်ပြီးတော့အာဆွဲထုတ်ဖို့လိုလိမ့်မယ်ပေါ့နော် ကစ်လောက်ဆိုရင်တော့ SQL နဲ့ဒီ NoSQL overall အနေချင်းနားလည်သွားလောက်မယ်လို့အာကျွန်တော်ထင်တယ်ဒါအနေချင်းပဲရှိသေးတယ်နော်ကျွန်တော်ပြောပြနေတာနည်းနည်းလေးပဲရှိသေးတယ်ဗျာအများကြီးသိချင်တော့ကိုယ်တိုင်အာလေ့လာကြည့်ပြီးသွားရင်ဒီဟာကိုတကယ်အသုံးချကြည့်ပေါ့နော်ကိုယ်ရေးချင်တဲ့ application ကိုမှရှိနေမယ်ဗျာလာကိုယ်စိတ်ကူတဲ့ application တကူရအောင်ရေးကြည့်အာကိုလေ့လာနေတဲ့ဒီ technology ခုဆို database မှာဆိုလဲ NoSQL လေ့လာနေဆိုဒီ NoSQL နဲ့ အာပတ်သက်ပြီးတခါတည်းရေးကြည့်ပေါ့နော်အဲ့ဟာနဲ့အဲဒါမှကျွန်တော် skill full အာ skill တက်လာမှာပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီနေ့တော့ဒီလောက်ပဲနောက်မှကျွန်တော်ဒီလို shop ဟိုပါလေးတွေအခုလိုမျိုးဟိုပါ content လေးကျွန်တော်လုပ်ပေးမယ်ပေါ့နော်